င်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလာဗေဒညွှန်ကြားမှုအစီအထနာကနေဧပြီလ15ရက်ဒီကနေ့နနက်9နာရီချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်။ကပလီပင်လယ်ပြင်နဲ့ပင်္ဂလာပင်လယ်အော်အရှေ့တောင်ပိုင်းတွင်တိုင်ရင်သင်တွင်မှဒိတ်ထူထန်နေပြီးကျန်မင်္ဂလာပင်လယ်အော်တွင်တိုင်နေငယ်ပြည့်ထွန်းနေပါရယ်။ ဒီကနေ့ညနေထိခမ်းမချက်ကတော့ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့ရင်အနီရောအနှံအပြားနေပြည်တော်မန္တလေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ရင်အနီရောဆစ်ဆိတ်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရင်အနီရောကျစဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်အနီရောကွက်ကြားမှုထိချုံရပါမယ်ရွာရံတော်ရှစ်ဆဲဖြစ်ပါတယ် မွေတိန်တော်ပြပေါ်မွေချေနေအရာရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မွေပြည်နယ်တို့တွင်မွေတိန်တော်များပြတော်လျက်ရှိပြီးအဆိုပါမွေတိန်တော်များရွေးရှာရာနေရာတစ်လျှောက်တွင်မွေရသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခိုက်ခြင်းမွေထေချုံခြင်းမွေကျိုးပြခြင်းလျက်စည်းလက်ခြင်းနဲ့မွေတီကျွေခြင်းစရိမ်မွေလီဝသအဖြစ်စင်များဖြစ်ပေါ်နိုင်တဲ့အတွက်ကျူတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါသည် မြန်မာပင်လယ်ပြင်တွင်လှိုင်းနေငယ်မှာလှိုင်းသိမ်းတင်ရှိပါမယ်။လှိုင်းမြန်မာမြမကန်ရံတရှောင်းနယ်ကမ်းလိုပင်လယ်ပြင်တို့တွင်လေးပေမှာခုနှစ်ပေခန့်ရှိနေပါသည်။နောက်နှစ်အတွက်ခမတ်ချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျကျမှနေရာစစ်စစ်မှထိစုံရပါမယ်။ နေပြီးတော့မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီနေ့နေ့ဒီခံမှန်းချက်ကတော့နေရာကွက်ကြားမှုထိချုံရပါမယ်။ရွာရံလို80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီနေ့နေ့ဒီခံမှန်းချက်ကတော့တိမ်သေးသေးဖြစ်ထုံးမှုထိချုံ၍နေရာကွက်ကြားမှုရပါမယ်။ရွာရံလို80ဖြစ်ပါတယ်ရှင်။